ဟိုးရှိရှိတုန်းကကောင်မလေးတယောက်ဟာမြစ်ကန်နဘီမှာတည့်ရတီတလုံးကို စားတောင်းနေပါတည်းစားလို့ပြီးတဲ့အခါမှာတော့သူမဟာတည့်ရတီစီကိုမြစ်တဲကိုပြစ်ချလိုက်တည်းကွယ်အဲ့ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်နဲ့ရေသူမလေးတယောက်ကအဲ့ဒီမြင်ကွင်းကိုမြင်လိုက်ပါတည်းကွယ်ဟင်ဟိုကောင်မလေးရှိကန်လေးကိုပြစ်ချလိုက်တာကဘာလဲဆိုတာသိရအောင်ကြီးအောင်မှာတွားရှာရမယ်တွေ့ပြီ ဒီထူးဆန်းတဲ့အရာကိုလူတွေပါလို့မြအဲ့ဒီလောက်တောင်စားကြတာပါလေဒါကပါရတာများရှိလို့လည်းမသိဘူးငါတိကျနာကိုမိဖို့ဒီအရာကိုအမိစီယူသွားရမယ်အေးရရေဇက်ကိုသွားပြန်ပြီလားလက်ထဲမှာကင်ထားတာကရောပါလေလူတွေစီကို သွားပြီးတော့ဆက်စုပြန်ပြီလားသမီးလေးဒါကပါလေဆိုတာကိုသမီးမသိဘူးကောင်မလေးတယောက်ရှေးကနေဖြစ်ချလိုက်တာတွေ့လို့ရှူလာတာအမေရောသိနိုင်မလားယင် ဒါကဘာလဲဆိုတာလူတွေကဒါကိုအရသာရှိရှိ စားတောင်းနေကြတာအမေရဲ့ဘာလို့အဲ့ဒီလောက်ဆက်စုရတာလဲအေယာသမီးအဖေတည်ရင်မလွယ်ဘူးသူကလူတွေနဲ့နင်းနီးကက်ကက်နေတာကိုမကြိုက်ဘူးသမီးအဖေရှေ့မှာဒီအကြောင်းကိုမပြောမိသေးနဲ့နော်အဖေကဘ ഹു တုတအများကြီးရှိပြီးလူတွေအကြောင်းကိုပိုသိတယ်သမီးတည်ကျင်တာကိုအဖေဖြေပေးနိုင်မယ်လို့သမီးထင်တယ်ဒါကြောင့်အဖေကိုမေးပြီးပါနော်ဒါတော့သမီးကိုအမေမကူညင်နိုင်ဘူး အခုတော့တမီးအပေစီကိုအမိသွားအောင်မယ်တမီးဒီမှာပဲနေခဲ့နော်အင်းအမိကတော့မကူညီနိုင်ဘူးတဲ့ဒီ2ဆန်းနဲ့အရာပါလဲတည်ရအောင်တင်းထားပြီးတော့ငါနေငါဟန်နဲ့တည်အောင်လုပ်ရမယ်တနေ့မှာတော့အပွားကိုတယောက်ဟာလမ်းလျှောက်လာရင်အိမ်တိမ်ရှိအယောက်မှာတော့တရက်ပင်တပင်ကိုတွေးလိုက်ရပါတည်းဒီအပင်မှာတရက်သီးတွေအများကြီးတီးနေပါလားငါလဲပိုက်စားနေတာနဲ့အတော်ပဲ တလုံးတော့ခူစားအောင်မှာပါဒီလိုနဲ့အဖွားကိုဟာတရစီကို တုံးနဲ့ရိုက်ချလိုက်ပြီးတော့အပင်အောင်မှာပဲထိုင်စားလိုက်တော့တဲ့အမေကြီးအမြန်လာကြည့်ပါဦးဒါတို့အရာတရစီကိုဒီအဖွားကြီးကခူပြီးထိုင်စားလိုက်ရဲ့ဗျတာဘာဖြစ်လို့လဲဘာတူလဲဘာလို့အမေကိုခေါ်တာလဲကွအီဗန်လီနဲ့သူ့ရဲ့အမေဟာအဖွားကိုရှီရာကို လာခဲ့ကြတဲ့ဒီမာလီ ီအပွားကြီးကတရက်သေးတွေခိုးစားနေတာ။အိုးအပွားလမ်းလျှောက်လာရင်တရက်သေးတွေတွေ့တာနဲ့ပိုက်စာလို့တလုံးလောက်ခိုးစားမိတာပါ။အပွားကတခိုးမဟုတ်ပါဘူး။အပွားကိုခွင့်လို့ပေးပါ။သူများရင်ကအသေးကိုခွင့်ပြုချက်မရှိဘဲမစားရဘူးဆိုတာကိုမသိဘူးလား။ခိုးစားမိတဲ့အတွက်အပွားမှာအပြစ်ရှိတယ်။ဒီအပင်ကိုကျမတို့ပိုင်တာ။အပွားပိုက်စာလို့ခိုးစားမိတာပါ။ခွင့်ပြုချက်မတောင်းမဲခူးစားမိတဲ့အတွက် အပွားမှားသွားပါလေမရဘူးဒီအပင်ကိုကျွန်တော်တို့ပိုင်တာပိုင်ရှင်စီကနေပါလို့ခွင့်မတောင်းရတာလေအပွားတောင်းမှန်ပါလေဘလူလုတ်ကြီးမှကျင်းနဲ့ကြမှာလေကွယ်ကျမတို့အတီးအတွက်တန်ရာတန်ကြီးပြန်ပေးမှကျင်းနဲ့နိုင်မေးအပွားဘလူတောင်းဝင်ယူပေးမလဲအပွားမှပြန်ပြီးရှော်ကြီးပေးစရာဘာမှမရှိပါဘူးကွယ်အပွားကစင်းရဲပါလေအိုးမကျင်းနဲ့နိုင်ဘူးတန်ရာတန်ကြီးပြန်ကိုပေးရမယ် ဒီအသေးရဲ့တံမိုးကိုအပွားတီလား။ကွယ်မတောင်းမေးစားမိလို့ကိုအပွားမှာအပြစ်ရှိတယ်။အပွားမှာတံမိုးရှိပြီးပေးစရာဆိုလို့ခေါရီငကွင်းလေးပဲရှိပါရဲ့ကွယ်။ဒါလေးကိုပဲလက်ခံပေးပါနော်။ကောင်းပြီလေ။ကျမလက်ခံလိုက်မယ်။နောက်တစ်ခါဒီလိုမျိုး ခွင့်မတောင်းမေးယူမစားပါနဲ့။အီဗန်လီတို့တာမီဟာလည်းအပွားဝရဲ့ငကွင်းကိုနနာပြောင်ပြောင်နဲ့ပဲလက်ခံလိုက်ပြီးတော့အပွားဟိုကလည်းဝမ်းနေစွာနဲ့တရက်ပင်အောက်ကနေထွက်သွားတော့တယ်။ အမေတားတော်တယ်မလားအမေကိုကူပြောပြီးတော့တရက်တီးတလုံးအတွက်နဲ့ဟောဒီတန်မိုးရှိတဲ့နှကွင်းကိုရအောင်ရှူပေးတာလေ။အိုးလူတွေလေအတင်နာတရားခေါင်းပါလိုက်ကြတာ။ပိုက်စာလို့အတီးလေးခူးစားမိတာကိုတခိုးလို့ဆွဆွေးကြတယ်။အခုတော့ငါနှကွင်းလေးမရှိတော့ဘူး။တော်ပါပြီ။အပွားကိုတယောက်စိတ်ငင်းငင်းနဲ့မျက်စိတစ်ခုအယောင်မှာညနာတက်လိုက်တဲ့။ အဲ့ဒီအချိန်မှာမျက်နှာတင်နေတဲ့အဖွာနာကိုရေသူမလေးအေရရှောက်လာပါတဲ့ကွယ်အပွားဝီရဲ့မျက်နှာကဘာလို့တိတ်ကိုစိတ်ညစ်နေတဲ့ပုံစံဖြစ်နေရတာလဲငါဘဝကလည်းအမြဲကန်ဆိုးခြင်းတွေနဲ့ပဲတွေ့နေရတယ်။ပိုက်စာလို့အသီးလေးခူးစားမိတာကိုတကိုးလို့ဆွဆွဲခံရတယ်။အင်းအကျိုးအကြောင်းသိရအောင်ဒီအဖွားကိုငါကိုယ်တိုင်တွားမိကြည့်ရမယ်။အိုးမိန်းကလေးအသင်ကဘာတူလဲ အဖွားရဲ့ငိုတန်းကိုကြားလို့ရောက်လာတာလားကျမနာမည်ကအေးရပါ ကျမကရေတူမလေးပါအဖွားပါကြောင့်ငိုနေရတလဲဆိုတာကိုသိချင်းလို့ရောက်လာတာပါဖြစ်ပုံကဒီလိုပါတမီးရဲ့အဖွားလမ်းလျှောက်လာရင်ပိုက်စားလို့အိမ်တအိမ်ကနေအတီးခူးစားမိပါတယ်အဲ့ဒါအိမ်ရှင်ကအဖွားကိုတခိုးလို့ဆွဆွဲပြီးတော့ရောကြီးတောင်းနေစားစရာမရှိလို့အဖွားစားမိတာပါရောကြီးအနေနဲ့ အဖွားမရှိတဲ့ငကွင်းလေးကိုပေးရရတယ်။အခုအဖွားမပါမှမရှိတော့ပါဘူးကွယ်။အိုးလူတွေကအကျင့်အတရားမရှိလိုက်တာ။အတီးလေးခူးစားမိတာကိုတခိုးလိုဆွဆွဲပြီးတော့ရော်ကြီးတောင်းရတယ်လို့။အဖွားကကမှားတာပါ။သူတပားပိုင်တဲ့ပစ္စည်းကိုခွင့်မတောင်းမဲယူစားမိတာကကိုပဲအဖွားရဲ့အဖြစ်ပဲလီ။ပိုင်ရှင်အနေနဲ့ရော်ကြီးတောင်းတာသူတို့မှားပါဘူး။ဒါဆိုရင် ကျမမှာရှိတဲ့အရာက အဖွားကိုကူညီနိုင်မလားမသိဘူး။ပါများလေကွေ။အေယာလီဟာရှီအောက်ထဲကိုဆင်းသွားပြီးတော့ချက်ချင်းပဲပြန်ပေါ်လာတဲ့။ဒီမှာပါအဖွားဒီထူးဆန်းတဲ့အရာကိုပါလေကျမမသိပေမဲ့လူတွေအတုံးကျတဲ့အရာဆိုတော့အဖွားအတွက်လည်းအတုံးဝင်ပြီးအဖွားရဲ့ပြဿနာကိုလည်းဖြေရှင်းနိုင်မယ်လို့ကျမထင်နေ။အိုးတင်နာတတ်တဲ့ရေတူမလေးပဲ။ဒါကတရက်သီးအစီပဲကွ။ကျေးဇူးတင်ပါတယ်။ အပွားတာကိုအိမ်မှာတိချစိုက်ပျိုးပါမယ်။အပွားအတွက်အသုံးဝင်မယ်ထင်လို့ပေးလိုက်တာပါ။ကျေးဇူးတင်စရာမလိုပါဘူး။ဒါပေမဲ့ဒါကနေရလာတဲ့အရာကိုတော့အပွားနေတိုင်းကျမကိုလာပေးရမယ်နော်။အပွားကလေးပေးပါရဲ့ကွယ်။ဒီအစီကနေအပင်ပေါက်ပြီးအတီးတီးလာခရင်ရေတူမလေးကိုနေ့တိုင်းအသေးတွေ လာပေးပါမယ်။ကူညီပေးလို့ကျေးဇူးအများကြီးတင်ပါရဲ့ကွယ်။ အပွားအိုဟာအင်အိုရောက်ရောက်ချင်းပဲအေယာလီပေးအစီကိုချက်ချင်းဆိုင်လိုက်ပါတဲ့။ရှီအောက်တိုင်းကြီးနဲ့ရေတူမလေးရဲ့မော်ဆန်တွေကြောင့်အပွားကိုဆိုင်လိုက်တဲ့တရက်စီဟာချက်ချင်းပဲအပင်ပေါလာပါတဲ့။ဒါတင်မကသေးပဲအပင်ဟာကြီးထွားလာပြီးအတီးမျိုးစုံချက်ချင်းတီးလာပါတော့တဲ့ကွ။အပွားကိုလေတအားကိုမြင်တော့တိတ်ကိုအံ့ဩဝမ်းသာသွားတာပေါ့။ ူမရဲ့ဂတိအတိုင်းရေတူမလေးကိုပေးဖို့အတွက်အသေးတွေခူပြီးတော့မျက်စိကိုရောက်လာခဲ့တယ်။ကျင်နာတက်တဲ့ရေတူမလေးကြီးအပွားပါ။မင်းလေးပေးလိုက်တဲ့အစီကနေအသေးတွေသေးလာလို့လာပေးတာပါ။ရေတူမလေးအေရလေးချက်ချင်းဆိုသလိုရှီဘော်ကို ပေါ်လာပါတဲ့။အပွားကတကယ်လာပို့တာလား။အပွားရဲ့ဂတိကိုတကယ်တီးတာပဲ။ဂတိတီးရမှာပေါ့ကွေ။ အပွားရဲ့အခက်အခဲကိုရေသူမလေးကဖြည့်ရှင်ပေးခဲ့တာပဲဒီအသေးတွေကိုရောင်းပြီးအပွားပတ်စံရလာရင်စောင်းဝီနေရေးပြည့်လဲပြီလေအပွားအစဉ်ပြေသွားတာကလည်းရေသူမလေးရဲ့ကြည်စုကြောင့်ပါကြည်စုတင်စရာမလိုပါဘူးကျမကစေတနာတန်တန်နဲ့ကုညီခဲ့တာမို့အပွားအစဉ်ပြေရင်ကျမဝမ်းသာပါတယ်ရှင်ကြည်စုတင်တဲ့အနေနဲ့ဟောဒီအသေးချင်းလေးကိုလက်ခံပေးပါရှိသူမလေး အပွားကိုလေလက်ဆောင်ပေးပြီးတော့ပြန်သွားတဲ့အချိန်မှာအေယာလေသူမအမေစီကိုလက်ဆောင်အတီးချင်းလေးယူပြီးတော့ချက်ချင်းပြေးသွားပါတဲ့ကွယ်။ဘာရီရှူလာပြန်ပြီလဲအေယာ။အဲဒီလိုလေးရှူမလာရဘူးလို့အမေဘယ်နှခါပြောရမလဲ။တမီးအဖေတီးသွားရင်မလွယ်ဘူးနော်။တမီးကူညီပေးခဲ့ဘူးတဲ့အပွားကပေးတဲ့လက်ဆောင်မှာအမေရဲ့ဘာပြေတနာမှမရှိပါဘူး။ဒါကလူတွေစားတဲ့အရသာရှိတဲ့အတီးအနံတွေတဲ့။တမီးတို့စားကြည့်ရအောင်နော်။ စားလို့မရဘူးလေအေယာလူတွေစားတော့တဲ့အရာမှန်သမျှအမေတို့စားဝယ်မရှိဘူးဖြစ်နိုင်ရင် မစားပါနဲ့လားတမီးရဲ့အိုးဘာလို့မစားရမှာလဲအမေရဲ့အမေမစားခြင်းနေတမီးကတော့စားကြည့်ခြင်းနေပြောရင်ဆိုရင်အေယာကလည်းအသေးတွေကိုတစ်ခုပြီးတစ်ခုစားကြည့်လိုက်တဲ့စားလို့ကောင်းလိုက်တာအမေရဲ့အမေလည်းဒီအသေးတွေကို စားကြည့်ပါလားအရန်ရတာရှိရဲ့ဒီအသေးလေးတွေစားတာနဲ့ပဲဘာပြဿနာမှမဖြစ်နိုင်တော့ပါဘူးစားကြည့်ပါမေး အရာရဲ့အမေကလည်းတသီးတွေကိုစားကြည့်လိုက်ပါတည်းဒီအရာတွေကတိတ်ကိုအရသာရှိတာပဲအမေတို့နောက်ထပ်ရောစားလို့ရအောင်မလားတမီးကိုကုညီတဲ့အဖွားကရော နောက်ထပ်လာပို့အောင်မလားအရန်ရတာရှိတယ်မဟုတ်လားအဖွားကနေတိုင်းလာပို့မယ်လို့တမီးကိုကတိပေးထားတယ်အမေနောက်နေ့ရွေးလဲတမီးတို့စားရအောင်မှာပါဒါဆိုလေကောင်းပြီအဲရတို့တာမီနှစ်ယောက်လေအရသာရှိတဲ့အသေးတွေကိုတခြားသူတွေကိုပါကြွေးရအောင်ရှူသွားပါတည်း အပွားအိုကလည်းသူ့ဆိုင်ခဲ့တဲ့အပင်ကိုကြည့်ပြီးတော့ကျင်းနဲ့ပျော်ရွှင်နေလေတဲ့ကွေအပင်ကလည်းကြီးလာပြီအသီးတွေကလည်းအများကြီးတီးလာပြီဒီအပင်ကြောင့်ငါဘဝကအဆင်ပြေလာတာငါကိုကူညီပေးခဲ့တဲ့ရေသူမလေးရဲ့ကျေးဇူးကြောင့်ပဲသူကိုကျေးဇူးဆက်တဲ့အနေနဲ့အသီးတွေကိုနှိမ့်နိုင်သွားပို့ပေးရမယ်အဖွားအိုကတကူရဲတီးတူးရေရေနေတော့မှာပဲအီဗန်လီတို့တာမီဟာလမ်းလျှောက်ထွက်ရင်းအပွားအိုရဲ့တပင်ကိုတွေ့လိုက်ပါတဲ့ အမေကြည့်ပါဦးဒါသားတို့စီကနေအတိခူစားသွားတဲ့အဖွားရဲ့အိမ်ချင်းနဲ့အမေတို့သူ့စီကနေအကူညီတောင်းကြမလားအမေတို့ဂျေဇူးသူ့အပေါ်မှာရှိရယ်အမေတို့အပင်ကအတိကို သူခူစားခဲ့တယ်လေသူ့ကိုပြန်ပြီးတော့ဂျေဇူးဆက်ခံရမယ်ဖြစ်ပါမလားအမေရဲ့သားတို့သူ့စီကရှော်ကြေးရပြီးပြီလေသားတို့ကိုကူညီပါမလားအိုးဖြစ်တာပေါ့သားရဲ့ရှော်ကြေးရထားရဆိုပေမဲ့အမေတို့ဂျေဇူးသူ့အပေါ်မှာရှိတယ်လေသူ့ပုံစံကနှောအားအားနဲ့ဆိုတော့ ပြန်ကူညီမှာပါ။အိုးလူလေးကိုတားမိပါလား။ဘာများအလိုရှိလိုပါလဲကွယ်။ကျမတို့ဒုက္ခရောက်နေလိုပါရှင်။ကျမယောက်ျားကလည်းအလုံးမရှိတော့စားဖို့တောင်အနိုင်နိုင်ဖြစ်နေလိုပါ။အိုးကြားရတာစိတ်မကောင်းဖြစ်လိုက်တာကွယ်။ဘလို့ဖြစ်ရတာလဲ။အဖွားတက်နိုင်တဲ့လောက်ကူညီပါမယ်ကွယ်။ကျေးဇူးတင်ပါတယ်အဖွားရေ။အဖွားရဲ့နှကွင်းကိုလျှော်ကြီးအဖြစ်ယူခဲ့မိတာကိုစိတ်တွေမထားပါနဲ့တော့နော်။ အဖွားကိုတကူအဖြစ်ဆွဆွဲခဲ့မိတာကိုလေကျမတောင်းမှန်ပါတယ်။ကျေးဇူးပြုပြီးကျမတို့သားမိကို ကူညီပါနော်။ပြီးတာတွေလေ ပြီးပါစေတော့အဖွားနားလေပေးပါတယ်ကွယ်။မင်းတို့သားမိအတွက် စားစရာတွေပေးပါမယ်။ကျေးဇူးများကြီးတင်ပါတယ်အဖွားရဲ့။အဖွားကိုလေအီဗန်လီတို့သားမိကိုအိမ်ထဲခေါ်ပြီးတော့စားကောင်းတောက်ဖွဲတွေနဲ့အတွေ့အမွေပြုစုလေးတဲ့။သားတို့ပိုက်ပြေသွားပြီ။ တိတ်အရသာရှိတာပဲအဖွားရဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်စရာမလိုပါဘူးကွယ်အရသာရှိတယ်လို့ကြားယုံနေတဲ့အဖွားကကြီးနေပါတယ်တကယ်ကျေးဇူးတင်တဲ့နာကအပွားကိုကူညီပေးခဲ့ရေတူမလေးကိုပါဟင်ရေတူမလေးဟုတ်လားအပွားပါကိုဆူလို့ချင်တာလေအပွားပါရီပြောနေမှန်းတကယ်နားမလဲတော့ဘူးကျမကိုရှင်းပြပါဦးအမေကလည်းအပွားကိုပါရီတမင်းနေပြန်တာလေ အခုလိုစားတောက်တွေစားရတာနဲ့ပဲတော်လာပါပြီအဖွားကိုနောက်ထပ်ဘာမှထပ်ပြီးတော့မေးမနေပါနဲ့တော့အမေကအဖွားပြောတာကြားပြီးတော့ထူးဆန်းတဲ့ရေသူမအကြောင်းသိစင်လို့ပါ အမေကိုအဲ့ဒီလိုမျိုးပြောတာအမေမကြိုက်ဘူးနော်အမေကိုစိတ်ရမလုံနဲ့ကဲပါကလေးကိုစုမနေပါနဲ့တော့တကယ်တော့ဒီလိုမျိုးတီးနှံမျိုးစုံတီးတဲ့မှုဆန်တဲ့အပင်ကြီးဖြစ်လာအောင်ရေသူမလေးပေးတဲ့အစီကိုစိုက်ပြီးတော့အခုလိုဖြစ်လာတာပဲ သူကတော့ဘာလဲဆိုတာတော့မသိရှာဘူးပေါ့ကွယ်။နောက်ပြီးအပွားကိုသူကအမှားလိုက်သေးတယ်။သူကူနီလိုက်တဲ့အပင်ကနေတီးပွင့်လာသမျှအသီးတွေကိုလည်းသူ့စီကိုနေတိုင်းပူပေးရမယ်တဲ့။အော်တဆူအပွားကဒီအပင်ကတီးတဲ့အသီးတွေကို သူ့စီကိုနေတိုင်းသွားပူပေးနေရတာပေါ့။ဟုတ်တာပေါ့သမီးရဲ့။ဒါပေမဲ့အပွားကအသက်ကြီးနေပြီဆိုတော့နေတိုင်းမသွားလာနိုင်တော့ဘူး။အဲဒါကြောင့် တခါတလေအဖွားနေမကောင်းဖြစ်တဲ့အခါကျရင်အကူအညီပေးတဲ့အနေနဲ့အသီးတွေသွားဖို့ပေးနိုင်မလားကွယ်။နောက်ပြီးဒီနေ့လေအသီးတွေခုကိုအဘွားကိုကူညီပေးကြပါဦး။ဟုတ်ကဲ့အဘွားကိုကျွန်မကူညီပါမယ်ရှင်။အေးပါကွယ်ဒါဆိုအဖွားနာမကျန်းဖြစ်တဲ့အချိန်ကျရင် အသီးတွေကို ရှည်သူမလေးစီ နေ့တိုင်းသွားဖို့ပေးပါနော်တမီနောက်တနေ့မနက်ကိုရောက်လာတဲ့အခါမှာတော့ကဂယုတဆိုင်ခုနော် ခူးပြီးရင်အောက်ကိုပြစ်ချပြီးအမေအောက်ကနေဖမ်းမယ်။တေချာကယူဆိုင်ပြီးတော့ခူးပါအီဗန်လီဒီအသီးတွေကိုအဖွားကတိတ်တမိုးထားတာ။အဖွားအတွက်လည်းတမိုးရှိတာဆိုလို့ဒီအသီးလေးတွေပဲရှိရမလို့ပါ။ဟုတ်ကဲ့ပါ။အခုအသီးတွေကိုခူးပြီးပြီဆိုတော့ရေသူမလေးစီကိုတွားဖို့ပေးရတော့မှလားကွာ။ဒါပို့ကွယ်အကုန်လုံးခူးပြီးပြီဆိုတော့ကဲအဖွားသွားတော့မယ်နော်။ဟုတ်ကဲ့ပါအဖွား။ဒီလိုနဲ့အပွားကိုလေအသေးချင်းလေးကိုကင်ပြီးတော့ ရေတူမာလေးကိုပေးဖို့အိမ်ကနေထွက်လာခဲ့တဲ့တဲ့။ဒါကမထူးဆန်းဘူးလားအီဗန်လီ။ရေတူမာတဲ့။အပွားကပါရီပြောပြီးပါရီလုံနေရေးဆိုတာကိုအမေတကယ်နားမလဲတော့ဘူး။အပွားနေရာမှာတားဆိုရင်တော့ကိုအိမ်ကအသီးတွေကိုဘသူ့ကိုမှနေတိုင်းအလကားမတွေးနိုင်ပါဘူး။အဲ့ဒီချိန်မှာအပွားကတော့ရေတူမာလေးရှိရာမြစ်စိတ်ကို နောက်တစ်ကြိမ်ရောက်လာပြန်တာပေါ့။ကျင်းနာတနာတက်တဲ့ရေတူမာလေးရေအပွားရောက်နေပြီနော်။ အသီးတွေလေးပါတယ်ကွ။အဖွာ အသီးတွေထက်လာပို့တာလား။အဖွာပို့တဲ့အသီးတွေကတိတ်ကိုအရသာရှိတာပဲ။တခါမှဒီလိုအရသာရှိတာမျိုးတွေမစဘူး။ဂရီတီဗီနေတိုင်းလာပို့ပေးတဲ့အတွက်အဖွာကိုကျေးဇူးအများကြီးတင်ပါတယ်နော်။ကျေးဇူးတင်စရာမလိုပါဘူးရှေးသူမလေးရေ။နောက်နေ့ပြီလေလာပို့ပေးပါနော်အဖွာ။ဒီလိုနဲ့အချိန်ကာလတစ်ခုရောက်လာတဲ့အခါမှာတော့အဖွားဟိုဟာနာမကျန်းဖြစ်လာခဲ့ပြီးတော့ ဂျေတူမာလီစီကိုအတီးပို့အီဗန်လီကို ခိုင်းလိုက်ပါတဲ့ရှင်သူမလေးရေရှင်သူမလေးအသီးတွေလာပို့ပေးတာပါ အရသာရှိလာတဲ့အသီးတွေကို အခုချက်ချင်းလာယူလှည့်ပါတော့ဒါပေမဲ့လေရှင်သူမလေးအေရရောက်လာတဲ့အချိန်မှာတော့အီဗန်လီက ရှိမနေခဲ့တော့ဘူးတဲ့ကွယ်ဆိုလာကအသီးတွေလာယူလှည့်ပါဆိုတဲ့အတန်ကိုကြားလိုက်ပါတယ်အခုဘသူမှလည်းရှိမနေပါလားဟဲ့တာ အသီးတွေကိုဘာလို့ပြန်ယူလာရတာလဲတားသွားဖို့ခဲ့တဲ့အမီအဖွားပြောတဲ့ထူးဆန်းတဲ့ရှိသူမကိုတားမတွေ့ခဲ့ဘူးတားလဲသူ့ကိုစောင့်မနေတော့ဘူးဟုတ်လားပေးစမ်းအသီးတွေကိုငါစားကြည့်မယ်နောက်တနေ့ရောက်တာရဲ့အခါမှာလေတားအီဗန်လီရှိသူမလေးစီကို အသီးတွေရအောင်လို့တိချပို့ပေးပါနော်စိတ်ချပါအဖွားအီဗန်လီလည်းအသီးတွေပို့ဖို့ထွက်လာခဲ့တဲ့ အသီးတွေကိုတကယ်မရှိတဲ့ရေတိုးမစေတွားဖို့မနေနဲ့တော့ငါသာအဲ့ဒီအစားအသီးတွေကိုဈေးထဲမှာတွားရောက်လိုက်ရအောင်ဘလို့လဲအမေတို့လည်းပစံရတာပေါ့ကောင်းလာပေါ့အမေရေတကယ်မရှိရေရေတိုးမစေပို့နေမယ့်အစားအသီးတွေရောင်းပြီးတော့ရတဲ့ပစံနဲ့တားတို့လိုချင်တာတွေဝယ်လို့ရတာပေါ့အဲရတို့တားမိကလည်းအဖွားအသီးတွေလာ ပို့မှာကိုစောင့်နေပါတဲ့အဖွားတယောက်အသီးတွေလာမပို့တာရက်အတော်ကြာခဲ့ပြီပဲ အခွားပါများဖြစ်လိုပါလေ။ကလေးပေးခဲ့တာကတော့နေတိုင်းလာပို့ပေးမယ်တဲ့။အမေပြောတာမှန်နေ။လူတွေကတကယ်တမ်းကလေးမတီးကြဘူးပဲ။အဲ့ဒီလိုနဲ့အချိန်လေးကြာလာတဲ့အခါမှာတော့အခွားဟိုဟာလည်းနာမကျန်းဖြစ်ပြီးတော့ဆုံးပါသွားပါတည်းကွ။ကလေးမတီးတဲ့အတွက်ကြောင့်အသေးတွေနဲ့အပင်ဟာလေးနှူးနှွမ်းချောက်တွေ့သွားတာပေါ့ဘလို့ဖြစ်ရတာလဲအပင်ကိုကြည့်ပါဦးအဖွားပြောခဲ့တဲ့ရေတူးမက တကယ်ရှိရထင်နေနော်ဂရီယာတိုင်းအသီးတွေတွားမပို့တော့လို့အပင်ကအခုလိုမျိုးဖြစ်သွားတာထင်နေဒါတို့ရေသူမစီကိုတွားကြရအောင်ဒါဆိုလဲအမေတို့ရေသူမစီကိုတွားကြတာပေါ့အီဗန်လေးတို့တာမီလေးရေသူမကိုတွေ့ဖို့ထွက်လာခဲ့ကြတော့တာပေါ့အတင်တို့ကအပွားနဲ့ဘလူးပတ်သက်တာလေတင်တို့ရဲ့ဂရီအတိုင်းနေ့တိုင်းအသေးလာမပို့ခဲ့ဘူးတင်တို့ရဲ့ဂရီမတီးမှုကြောင့်အပင်ကအသေးမသေးတော့တာပဲ တင်တို့ထိုင်နဲ့တင်တို့ကံမင်းကျေသူမလေးအဲရလဲအဲ့ဒီလိုပြောဆိုပြီးတော့ရေရောက်တဲ့ကိုထာဝရအစင်သွားတော့တာပေါ့ကလေးမတီးခြင်းကြောင့်ရှာခဲ့တဲ့အချိုးကျေစုကိုတော့အီဗန်လီတို့တာမင်းနဲ့ရဟောင်းကောင်းကောင်းကြီးနားလေလိုက်ကြပါတော့တယ်လောဘကြီးပြီးတော့သူတစ်ပါးရဲ့ပစ္စည်းကို အလွဲသုံးစားလှုပ်ရှားတဲ့သူတွေရဲ့သွားရလန်းလို့လေပြောနိုင်တာပေါ့ရှင်အခုလိုပုံမြင်လေးတွေကိုသဘောကျနေတဲ့တည်းဆိုရင်တော့တွေ့ရတဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးနော် အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။